ကဲအလောင်းမင်္ဂလာပါဗျ JDS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Twinling ထက်မိုးထက်အောင်ဆိုမင်းမင်းတို့ရှင်ပြိုင်ထိုးတက်သွားခဲ့တဲ့125112ပြိုင်ပွဲက Flyweight MMA ပွဲစဉ်တစ်ပွဲလေးကိုပရိသတ်တွေနဲ့အတူအစအဆုံးလေးလာကြည့်ရှုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီဘောင်းမီအဖြူရောင်နဲ့အပြာတောင်းကဖိုင်တာကတော့ဒါတေယုတ်ကဖိုင်တာသူဝင်ဖြစ်ပါတယ်သူနာမည်ကတော့ရင်ရှမ်းကြောက်ကိုခေါ်ပါတယ်ဒါအရက်9ပြည်နဲ့6လက်မှရှိတယ် ဒါ1 championship မှာကတော့ယခုကျွန်တော်ကြည့်ရှုနေတဲ့ပွဲစဉ်ကဒါသူရဲ့ဒီ flyweight MMA ဒါပွဲဥထွက်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဒါသူကတော့ဒါအသက်29နှစ်ရှိပါပြီအရက်ကတော့9ပြီနဲ့6လမှရှိပါတယ်အဲ့တော့ဒီတစ်ဖက်ကအနီတောင်းကနေဘောင်းဘီအမဲရောင်နဲ့ရှင်ပြန်ထူးတက်နေတဲ့ fighter ကတော့ဒါ VNN က fighter တူဖြစ်တယ်ဗျသူနာမည်ကတော့ဒါ Trumpet Wine လို့ခေါ်တယ်ဗျအဲ့ဒီ Trumpet Wine ကတော့အရက်9ပြီနဲ့ ဒါလေးလက်မဆိုပြီးတော့မှဒါဖော်ပြထားတယ်ပေါ့နော်ဒါအသက်ကတော့26နှစ်ပါကဲဒါဆိုရင်ကျွန်တော်တို့ပွင့်စင်လေးကိုချိလိုက်ရအောင်ဗျဒါတေးုပ်နဲ့ဗီယက်နမ်ရှင်မင်းထုတ်တက်သွားခဲ့တဲ့ပွဲမှာပေါ့နော်ဒါဘဒုကအနာရရှိသွားခဲ့တယ်လေဒါစွမ်းဆောင်ရည်တွေဒါဘလိုအနေထားမျိုးရှိတယ်လဲကျွန်တော်ချိလိုက်ရအောင်ပါအဖလိုက်ဝေးရဲ့ဒီချန်ပီယံကတော့ဒါပရိသတ်တွေအားလုံးတိကျပီတာဖြစ်တဲ့ဒီအောင်လအဆန်းရဲ့ အွန်လန်ဇန်ဒူဂျီမလီချင်းခဲ့ဘူးတဲ့ဒီဂျပန်ဖိုက်တာယူယာဝါကာမတ်ဆုဆိုတဲ့ဖိုက်တာဖြစ်တယ်ပေါ့နော်။ဒါအန်ဒရီယာနိုမိုရီစ်ကိုအနိုင်ရရှိပြီးတော့မှချန်ပီယံတူဖြစ်လာခဲ့တာဖြစ်ပါတယ်။ကဲအရင်မောင်းမှာတော့တေယုတ်ကဖိုက်တာတာတယ်ဗျ။အဲ့တော့ကျွန်တော်တို့ဒါပထမဦးဆုံးအနေနဲ့ဒီ1 Friday Fight 112ကပေါ့နော်ဒါ Twin Tower မှု ဒီမိုးထအောင်ဆုံးမမိလို့ရှင်ပြန်ထူးတက်သွားခဲ့တဲ့ဒါအိုက်နေကဒီပထမဦးဆုံးဒီ flyweight MMA ပွဲဦးထွက် MMA ဒီပွဲစဉ်ကိုအရင်ဦးဆုံးအနေနဲ့ဒါကြည့်ရှုသွားပြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ပြီးသွားပြီဆိုရင်ဆိုရင်တော့ဒါကျွန်တော်အနေနဲ့ဒါထပ်ပြီးတော့မှဒါလဲထိုးပွဲစဉ်တွေဒါပွဲစဉ်ကောင်းတွေကိုကျွန်တော်ထပ်မံကြည့်ရှုတင်ဆက်ပြီးသွားပြဖို့ရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒါဒီဆောင်မျိုးကြည့်ရှုအားပေးဖို့ဒါအလုံးကိုဖိတ်ခွင့်ချင်ပါတယ် ဲ့တော့ကျွန်တော်ဒီမူထိုင်းကြီးပဲအမြဲတမ်းကြည်လာတာကြာတော့ဒီ MMA ပွဲစဉ်တွေကျွန်တော်ကြည့်ရတာတခါတလေကြာရင်ဒီတမျိုးလေးဖြစ်နေတာမျိုးခံစားရတယ်ပေါ့နော်ဒါနဲ့ဦးလုံးကဒရီကြီးတယ် ျွန်တော်အမားသိမ့်မခံဘူးဗျတယောက်တယောက်ကျွန်တော်တော်တော်လေးကိုဒရီထားနေတဲ့ပုံစံမျိုးနဲ့တာကစားနေတာမျိုးတွေ့ရတယ်ကဲကလစ်နေထားမှာဒါတီယိုဖိုက်တာနေတဲ့အပခတ်တွေကျွေးထားတာမျိုးတွေ့ရတယ်ထိတ်တောင်ရယူဖို့ကြိုးစားနေတယ်ဗျဒီဖိုက်တာနေနဲ့ vì cái tự động dây thằng là con đấy cho nó bỏ đi show quên hát đấy rồi khu chẳng biết quên hát này bây cái hoàn tu thì quên là đấy vì anh phải tăng đi nè hết kệ Ok, thay đồng dây vụ chú ra đấy ဒါဖက်မစိုးလို့ပြောလို့ရတယ်ဗျ VNN fighter အနေနဲ့အဲ့တော့ fighter နဲ့ဦးစလုံးကတော့ဝမ်ချမ်ပီယံရှစ်မှာကျွန်တော်တို့ဒီပထမဦးဆုံးပွဲအထွတ်အနေနဲ့နာရှင်ပြိုင်ထိုးတက်သွားခဲ့ကြတာဖြစ်တယ်ဗောနော်အဲ့တော့ဝမ်ချမ်ပီယံရှစ်ကဒါ2025 24ဒီနောက်ပိုင်း နှစ်ဒီမှာပေါ့နော်2024ကုန်ခန်းဒီနေ့ဒီ2025မှာဆိုရင်တော့ဒီ MMA တွေကိုကျွန်တော်ဒါထည့်သွင်းပြီးတော့မှဂျင်းပလာတာတွေတွေးရတယ်တို့ဝင်မဲ့ဒီအများကြီးတော့တို့အနေနဲ့ဒါထည့်သွင်းပြီးတော့မှဂျင်းပနိုင်တာမျိုးမတွေ့ရောက်ပြဒါဝိတ်တန်းအငယ်ကကျွန်တော်ဒီ MMA ပွဲစဉ်တွေကျွန်တော်တော်တော်များများဒီနောက်ပိုင်းမှာတွေ့ရတယ်ပေါ့နော်ဟိုကောင်းတယ်ဒူတိုက်ချက်တွေ ဂုတ်ကိုကျွန်တော်ဆွဲကင်ပြီးတော့မှဒူတိုက်ထားတာကောင်းတယ်တီယိုဖိုင်တာပြောမှဆိုဒီတပ်ပေါက်ရမှာမစိုးလို့ပြောလို့ရတယ်တရောင်နေနဲ့တုံးတယ်ပြီးရင်ဒီဒူတိုက်ချက်တွေကောင်းကောင်းတုံးနိုင်တဲ့အနေအထားမျိုးတွေကျွန်တော်တွေ့ရတယ်ထိတ်တောင်းတော့ပြီးခံလိုက်ရတယ်ဗျ Okay မြင်ကွင်းကတော့ဒါပရိသတ်တွေအနေနဲ့တီးခံပြီးတော့မှကြည့်ပြကြပါလို့ ဲ့ VNF fighter နေနဲ့ဒါထိတ်တောင်းရယူသွားနိုင်ခဲ့တယ်ဗောနော်ကဲကိုယ်တော့ကိုယ်နေတယ်ဗျာသူဒီတော့ရိုက်တဲ့မြင်ကွင်းကလည်းပြောဆိုနေရာကမကောင်းတော့အခုလိုမျိုးဒီလုံးဝဒီကျိုးဝိုင်းဒီအလေကတိုင်နေကွက်တီကျွန်တော်ကိုယ်နေတာဗောနော်အခုတော့နည်းနည်းလေးတွေးရိုက်ဗျာ ကဲကိုစီကနေကျွန်တော်ထူထောင်ထားတယ် right foot တွေဆက်တိုက်ပြစ်ကျွေးထားတယ် BNF fighter တွေနဲ့အိုးစိုးရင်ရတယ်သူတိုက်ချက်လွတ်ပေးလိုက်တယ်ဗျာစိုးတယ်ဗျာအဲ့ဒါ clinch ကနေ dio fighter တွေနဲ့သူပြန်တိုက်ထားတယ်ကဲ wrong one တော့ပြီးသွားပြီဗျာကျွန်တော်နေနေဒီ wrong one မှာဆိုရင်တော့ဒါ dio fighter တွေနဲ့တောင်ဟစ်တွေပြောင်းပြီဗျာဒီထိချက်ပိုင်းတွေဒါဒူတိုက်ချက်တွေတောင်ရိုက်ချက်တွေကျွန်တော် ဒါထုတ်တုံနိုင်ခင်တာမျိုးတွေကျွန်တော်တွေ့မြင်ခဲ့ရတယ် round 2ကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်အောင်ပါကောင်းနေ Vienna Fighter ကျွန်တော်တို့ဒီ Franken နဲ့ right hook တွဲဝင်ထားတယ် body shot နိုင်ထားတယ် Theo Fighter နေနဲ့ကဲလခုရီဖရန်ကီကဆူညာအိုးစပင်ဘဖေဆူညာရဲဒီဖိုင်တာနေနဲ့ ဒါစင်ဂယ်လက်ထိတ်ဒေါင်းရမလားတော့မသိပြဒီဖန်လောက်ထားတယ်ပြန်ပြီးတော့ကွယ်တော့နေပြခုနေထားကတထိတ်တောင်းရယူနေတော့ဖြစ်တယ်ဗီယက်နမ်ဖိုက်တာနေနဲ့ရတော့မရလိုက်ပြ stand position ကိုကျွန်တော် fighter နှစ်ဦးလုံးကပြန်ပြီးရောက်လာတာမျိုးတွေ့ရတယ်။ Okay ပြန်လွှတ်လိုက်တယ်ဗျာ။တလုံးပိုင်းက VN fighter နေနဲ့အနေငယ်စိုးရင်ရတဲ့အနေအထားမျိုးတွေတွေ့ရတယ်။ Oh ဂျုံကောင်းတယ်ဗျာဒီဒူတိုက်ချက်တွေချက်ထောက်ချက်တွေ right hook တွေဝမ်တူဝင်ထားတယ် over right hand. လဟု right ဟုဝင်ထားတဲ့ဘီအန်အဖိုက်တာနေနဲ့ပေါ်ရကထိခန့်ထားရတယ်။ကြညာချက်လေးနဲ့စမ်းထားမြေတွေ့ရတယ်ဗျ။ကြထိတ်တောင်ပြန်ပြီးတော့မှရယူတယ်ကျွန်တော်ဘက်ပိုဇီရှင်နေထားဟို ်ပြင်ပြီးရယူတဲ့အချိန်မှာသူ့အနေနဲ့ lower position ပြင်ပြီးရောက်သွားခဲ့တယ်ဗျ။ Tio Fighter အနေနဲ့ပေါ်စီကနေပြီးတော့မှဒါထူထောင်ရတော့မယ်ဗျအခုချိန်ရနေထားလို့ဆိုရင်တော့ Okay, ပြ position ရီယန်နကချိုကဲကောင်းနေဗျာရီယန်နကချိုရယူထားတယ်ဒီနေဖိုင်တာနေနဲ့မဆိုးလို့ပြောလို့ရတယ်တပတ်ကတီယိုဖိုင်တာရဲ့ သည်ဘယ်လက်ကိုသူ့အနေနဲ့ပြန်ပြီးတော့မှကင်ပြီးတော့မှဆွဲဖြုတ်လိုက်တယ်ပေါ့နော်ရီဂန်နက်ကချုပ်ကနေပြီးတော့မှတော်တော်ရုံရမယ်ဗျဒီ BN Fighter အနေနဲ့ဒီပွဲမှာသူ့အနေနဲ့အဓိကအပြင်ဒီ ground ဒီ ground ပိုင်းကိုအဓိကပုံကစားဖို့ဥတီလာလာဖြစ်တယ်ဗောနောသူရယ်မထင်မှတ်ထားပေးနဲ့ကျွန်တော် ground ပိုင်းမှာကျွန်တော် tio fighter ရဲ့ pr ပေးခြင်းပြန်ခံလိုက်ရတယ် we are not catch so in ya de

ရိုက်ခုကျွေးထားတယ်ကောင်းတယ်ဗျာဒါ inverter triangle လောက်လောက်ထားတယ်တီယိုဖိုက်တာအနေနဲ့အမ်ဘာချုပ်ပြန်လောက်ထားတယ်ဗျာရလိုက်ဘူးကောင်းတယ်ကျွန်တော်ဒူးတိုက်ထားတယ် PNF ဖိုက်တာအနေနဲ့ ဲ့ပြန်ပြီးရုံထားဖို့ကြိုးစားနေတာဖြစ်တယ်ဒီဖိုင်တာအနေနဲ့ဘက်ပိုဇီရှင်းပြန်ရအောင်ပါဆိုက်ကွန်ထရိုးပုံစံမျိုးအနေထားမျိုးရှိနေတယ်ကဲကျွန်တော်ပြီးတော့ရဒါတော့နောက်ထပ်တစ်ချီဖြစ်ပါလေ round 3ပြကဲနောက်ဆုံးတစ်ချီပါ ်ရောင်း1နဲ့ရောင်း2မှာကရောင်း1မှာတီယိုဖိုက်တာတာတယ်လို့ပြောလို့ရတယ်ဗျဒီရောင်း2မှာကတော့ကျွန်တော်ရဲ့အမြင်အရဆိုတော့မသိမ့်မရင်လို့ပြောလို့ရတယ်ဗောနော်အဓိကအဖြစ်တော့ဒီ final round ကိုကျွန်တော်ကြည့်သွားမှာဖြစ်တယ်ဗျကဲဘီနဖိုက်တာလုံးဝတက်လုံးကြီးတိတိတတကြီးကျွန်တော်ကြာလာတယ်လက်ပန်းတွေကြာလာတော့ပြီးတွေ့ရတယ် တီယိုဖိုင်တာတက်လုံကတော့ကောင်းနေသေးတယ်ဗျအနေထားကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့1 2ဝင်ထားတယ်ပဲချက်ကောင်းနေဗျ right hook Frank ကောင်းနေပြန်ပြီး single leg take down ရယူဖို့ကြိုးစားနေတယ် ။ဟိုးကောင်းတယ်ဒူတိုက်ချက်ဒီခရစ်ဒူတိုက်တဲ့နေရာတော်တော်လေးကောင်းတယ်တေးဥဖိုက်တာနေနဲ့တောင်းလေးရိုက်ထားတာကောင်းတယ်။ဘောရီရှော့ရိုက်ခူဝင်ထားတယ်ဒူတိုက်ချက်တော့မစိုးလို့ပြောလို့ရတယ်ဗျ။တပတ်က VNF Fighter ဒူတိုက်ချက်တိတ်တော့မတုံဘူးလူကင်းနဲ့ တန်ထိတ်တောင်းအဓိကကျွန်တော်ဥတီဗီနမှာကစားနေတာမျိုးတွေ့ရတယ်။ဟိုးဆိုရင်ရတဲ့အပြန်လန်ထိချက်တွေကအိုး1 2ထိထားရပြတီယိုဖိုင်တာနေနဲ့ဖရန့်ကစ်ကန်ထားတဲ့ကဲဖီအပေးမလေးပေချက်ထောက်ထားရပြသူနေနဲ့ဖီအပေးဖို့ကြိုးစားနေတဲ့အနေထားမျိုးမှာ ဒါအခွင့်ရေးကိုကျွန်တော်ပြန်ပြီးရှာနေတာမျိုးလေးတွေ့ရတယ်ဗျ။အိုးကောင်တာလေးထိချက်လေးတွေကောင်းတယ်။ဒီဖိုင်တန်လုတ်ကကန်ဟာလည်းဗျာအိုးဆိုရင်ရတယ်အိုးကောင်တာရိုက်ခုတွေတော်တော်လေးမြန်တယ် တပကဘီအန်အဖိုက်တာလက်တီတော့ကောင်းနေဗျာသူ့အမိနဲ့ဒါပြိုင်ဖက်ကလည်းပါနဲ့လေလို့ပြောမယ်ဗျာဒီချင်းကနဲ့ပုံစံမျိုးကအကောင်တာမျိုးကျွန်တော် defend လုပ်ထားတာမျိုးတွေ့တယ်တော်တော်လေးကိုသတိထားပြီးတော့မှကစားနေတာမျိုးတွေ့ရတယ်ဗောနော်ဘေချက်ကောင်းနေဗျာလိုက်ခုဝင်လာတယ် ိုက်ခုပြန်ပြီးဝင်ထားတယ်ဖရန်ကင်ကဲဝေးပြီးဆုံးဖို့စကန်ပိုင်းလာလို့တော့တယ်စကန်ပိုင်းမှုတမနစ်လောက်လို့မယ်ဗျကြည့်ရတဲ့နေထားလောက်အောင်နှစ်ခုကျွေးထားတယ်ကောင်းတယ်ဗျကောင်တာလေးတွေ ရေးကြီးဆုံးအချိန်ကိုရောက်ရှိလာပါပြီ။ကောင်းတယ်။ဒီဖိုင်တိုင်းကောင်တာလေးကပြန်ဖက်လုံးဝအထင်ခံပြကြီးရတဲ့အနေထားလို့ဆိုတော့လက်ခုတွေကောင်းတယ်ဖရန်ကစ်ကောင်းတယ်ဗျာ။ကဲကလစ်မှလည်းကျွန်တော်ဒူးတိုက်ပြီးမှကစားနိုင်လာမျိုးတွေတွေ့ရတယ်ဗျာ။ကဲဒဗလက်ထိတ်ဒေါင်းရအောင်မလားတော့မသိဗျာ။ BNL ဖိုင်တာနေနဲ့ဒီနောက်ဆုံးအချီနောက်ဆုံးစကန့် ွဲတော့ဆွဲလဲလိုက်တာပဲဗျဒါပေမဲ့လည်းကျွန်တော်ထိတ်တောင်းတော့မဖြစ်သွားဘူးအပိုဇီရှင်ရယူထားတဲ့တီယိုဖိုင်တာနေနဲ့ကဲအဘူဒီကြွေးထားတွေ့ရတယ်ဗျာဒီဘက်ပိုဇီရှင်ကနေဒီမှာ ိုးဆိုရင်ရတယ်ခေရင်ကိုရတော့နေပြန်โอเคကျွန်တော်တိုင်အဆုံးဖြတ်ထိရောက်ရှိသွားခဲ့တယ်ပေါ့နော်ကျွန်တော်ချစ်လိုက်အောင်ပါဘုဒ္ဓကိုနိုင်ပေးမလဲပေါ့နော်ကျွန်တော်တိရုပ်နဲ့ BNN အတွေ့မှာဒါပြိတက်တွေနေနေရောဒီပွဲမှာဘသူရဲ့ဒီစွမ်းဆောင်ရည်ကပူပြီးတော့မှတာခဲ့တယ်လေပေါ့နော်ကဲကျွန်တော်ဒီဖိုင်တာနိုင်ရရှိသွားပါပြီ โอเคအဲ့တော့ကျွန်တော်တို့ဒါဒီကနေ့ရဲ့ဒီပွဲစဉ်ကြည့်ရှုမှုလေးကတော့ဒီလောက်ပဲကျွန်တော်နောက်ဗီဒီယိုဒီမှာဆိုတော့ဒီတခြားတော့အလဲထိုးပွဲစဉ်တွေဒါပွဲစဉ်ကောင်းတွေကိုကျွန်တော်ထပ်မံတင်ဆက်ပေးတော့ရရှိပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်ပါ